ကိုယ့်ရဲ့ Facebook ပိတ်မှာဗီဒီယိုတွေတင်လိုက်တဲ့အခါမှာ view များများရအောင်ဒီချက်တွေကိုမဖြစ်မနေလုပ်ပေးပါ view များများရအောင်ဘယ်ချက်တွေကိုလိုက်လုပ်ရမှာလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကျွန်တော်တို့ဒီကခေါင်းစဉ်ကျွန်တော်တို့ရိုးချင်းအောင် ရေးသားပါခေါင်းစဉ်ကအထူးကြပါတယ်ဗီဒီယိုတစ်ပုဒ်ကိုကြည့်လိုက်တာနဲ့သူ့ရေးထားတဲ့ခေါင်းစဉ်ကိုကြည့်ပြီးတော့ကျွန်တော်တို့အထဲကအသားပါတယ်မပါဘူးဆိုတာထက်ပိုကျွန်တော်တို့တွေကခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့အဲ့ဒီဗီဒီယိုတစ်ပုဒ်ကိုကိုယ့်ရဲ့လက်မကမကြော်ချင်အောင်ရေးသားပေးရပါမယ်နံပါတ်1အချက်ကကြတော့တက်မလီဖြစ်ပါတယ်တက်မလီဆွဲတဲ့အခါမှာလဲကျွန်တော်တို့တွေကဗီဒီယိုတိုင်းမှာ တမ်လေးဆိုတာကိုထည့်ပြပါတမ်လေးဆွဲတဲ့အခါမှာလဲကျုပ်တွေကစလုံးကြီးကြီးနဲ့ထင်တာမြင်လာရိုးရိုးချင်းချင်းတူတူတုတ်တုတ်လေးရေးပြပါဒါနံပါတ်1အချက်ဖြစ်ပါတယ်နံပါတ်3အချက်ကဘာလဲဆိုလို့ရှင်ကျွန်တော်တို့ကလူတွေအတွက်အကျိုးရှိစေတဲ့ခွန်ထန့်တွေကိုလမ်းများလေးကျွန်တော်တို့ဖန်တီးပြပါလူတွေအတွက်အကျိုးရှိစေတဲ့ခွန်တန့်တွေကိုဖန်တီးပေးတဲ့အခါမှာ ကျွန်တော်ရဲ့ content တွေကလူများအတွက်အကျိုးရှိတယ်ဆိုလို့ချင်းကိုယ့်ရဲ့ video တွေက view များမှာ ဖြစ်ပါတယ်အဲ့တော့ number 4အချက်ပေါ့နော် number 4အချက်ကဘာလဲဆိုလို့ချင်းကျွန်တော်တို့ video active skill ပေါ့နော် video active ကိုကျွန်တော်တို့လုပ်တဲ့အခါမှာလည်း video update ကိုကျွန်တော်တို့ကကိုဖန်တီးတဲ့ content မှာဆိုလို့ရှင် content တစ်ခုမှာကျွန်တော်တို့ဒီ video တွေထည့်နေတာတွေနောက်တစ်ခုက စကားပြောရင်းနဲ့မေ့သွားတာတွေပေါ့နော်ဒီလိုမျိုးဗီဒီယိုအက်တစ်လုပ်တဲ့အခါမှာတရားတွေကိုဖြတ်တောက်ပြီးတော့အတက်နိုင်ဆုံးတူရင်းနဲ့လိုရှင်းပေါ့နော်အဲ့လိုမျိုးကျုပ်တွေဗီဒီယိုအက်တစ်ကိုလည်းကျုပ်စကေးရှိထားပါမယ်ဒါဆိုလို့ရှင်ကျုပ်တွေကကိုပြောချင်တဲ့ message ကိုသူတို့ရာ တို့ရဲ့ရင်ထဲကိုအချိန်တိုတွင်ထည့်ပေးလိုက်နိုင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဗီဒီယိုကို လူကြည့်များမှာဖြစ်ပါတယ်။နံပါတ်၅အချက်ကကြတော့ကျွန်တော်တို့ဒီဗီဒီယိုတွေကို အချိန်မှန်တင်ပေးဖို့ဖြစ်ပါတယ်။ဗီဒီယိုတွေကိုအချိန်မှန်တင်ပေးတဲ့ဆိုလို့ရှိရင် ကိုယ့်ရဲ့ view ဟာတွေကိုယ့်ရဲ့ဟာလား ဖန်နေကဒီအချိန်မှာတော့ဒီကူကြီးကတော့ဒီဗီဒီယိုတွေတင်တယ်။သူကတော့ဒီအချိန်ဆိုလို့ရှိရင်ဒီဗီဒီယိုတွေတင်တယ်။ကျုပ်ခွန်းနာကြီးတင်တယ်ဆိုလို့ရှိရင်ခွန်းနာကြီးအချိန်မှာသူတို့တွေစောင့်နေတယ်ပေါ့နော်။သူတို့တွေစောင့်နေတာဖြစ်တယ်။ဒါကြောင့်မို့လို့ကျုပ်တွေကကိုယ့်ရဲ့ viewer တွေဘေးကိုမရောက်သွားအောင်ကိုယ့်ရဲ့ဗီဒီယိုတွေဖြူးများအောင်ဆိုလို့ရှိရင်ဗီဒီယိုကိုလည်းအချိန်မှန်လေးကျုပ်တွေတင်ပေးရပါတယ်အဲ့တော့နံပါတ်6အချက် ပေါ့နော်နံပါတ်6အချက်ကကျတော့ကျွန်တော်ရဲ့ polyya နေကို အလေးထားပါဂယုစိုက်ပေးပါဒါကပါလဲဆိုလို့ရှိရင် ကျွန်တော်ကလာကိုကောင်းနဲ့မမဲ့ဖြစ်ဖြစ်မကောင်းနဲ့မမဲ့ဖြစ်ပေါ့နော်မကောင်းနဲ့မဆိုလို့ရှိရင်တော့ကျုံဒီကြော်ထားလိုက်ပါ ကောင်းနဲ့မနေဆိုလို့ရှိရင်ကျွန်တော်တို့ကို လာပြီးမှန်းတဲ့အခါမှာကျွန်တော်ပြန်ပြီးတော့သူတို့ကိုအလေးထားပြီးတော့ဖြည့်ကြပေးပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တင်တဲ့မြားဗီဒီယိုတွေဒီကျွန်တော်ရဲ့ဗီဒီယိုတွေမှာ view များစီမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်